ဒီညတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကဗာပြောပြခြင်းလေဆိုလို့ရှိရင်ငွေလက်ပိတ်နေတယ်ငွေကြေးနဲ့ပတ်သက်ပြီးခက်ခဲနေတယ်ပတ်စံရမှာဖြစ်မယ်ငါသားလေးကိုနိုင်ငံခြားပို့ဖို့ငါသားလေးကိုပညာသင်ဖို့ငါမိဘကိုထောက်ပံ့ဖို့ငါဆွေမျိုးသားချင်းဒုက္ခရောက်နေတယ်ကူညီဖို့ ငါအမေအဆင်မပြေငါအဖေအဆင်မပြေငါသမီးအဆင်မပြေငါသားအဆင်မပြေဘူးအဲ့ဒီအတွက်ကြောင့်ပတ်စံလိုအပ်တယ်သူလိုရင်သူသမ ्या ကိုဖြည့်ဆည်းပေးနိုင်ဖို့အရန်အရေးကြီးနေတယ်ပတ်စံအဲ့တော့လောကမှာပတ်စံသည်စေယုံတက်လဲပတ်စံဖျားတယ်လဲပတ်စံနောက်ပိတ်ဆုံးစေငြိမ်ကုန်ရောက်တဲ့အချိန်ထိပတ်စံကအရေးကြီးနေတယ်နော်အဲ့တော့ပတ်စံအရေးကြီးနေတယ်ဆိုတော့ဒါလူတိုင်းလူတိုင်းအတွက်ပတ်စံဆိုတာအရေးကြီးတယ် အရေးမကြီးတဲ့သူတွေလည်းရှိကောင်းရှိမှာပေါ့ဗျာအဲ့ဒီထဲမှာတော့ကျွန်တော်လည်းမပါဘူးပတ်စံကျွန်တော်အတွက်လည်းလိုတယ်နော်မိတ်ဆွေရဲ့လိုအတွက်လည်းလိုမှာပေါ့အမြဲတမ်းပတ်စံအဲ့တော့ပတ်စံကိစ္စမှန်သမျှနော်ပတ်စံကိစ္စအကျွေးတောင်းတာလည်းပတ်စံပေါ့ကိုရစရာရှိတဲ့အကျွေးတွေဆုံရှုံဖို့အဲ့တော့ကိုကားလေးဆုံရှုံဖို့ကိုချံလေးကိုမြေလေးပေါင်ထားတဲ့ဆုံရှုံဖို့ပတ်စံရမှာဖြစ်မှာဘူးအဲ့ပတ်စံကိစ္စနဲ့ပတ်သက်ပြီးမဆုံရှုံအောင် ဲ့ဒါလိုဟာမျိုးဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ကျွေကံများတစ်ချက်ကျွေကံများတစ်ချက်နော်တိုက်ပကံများတစ်ချက်မှာ9000ကျဲဆွဲမယ်9000ကျဲ9000ကျဲဆွဲမယ်နော်9000ကျဲရတော့လွယ်ပါတယ်ဒီလိုလာမယ်ဒီလိုလာမယ်ဒီလိုလာမယ်အဲဒီလိုလာမယ်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 အဲ့ဒါဆို9000ကျဲဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့9000ကျဲအရင်ဆုံးစာရွက်ပေါ်မှာအရင်ဆုံးချပြီးတော့ဆွဲကြည့်ဆွဲကြည့်ပြီးတော့ဟုတ်တယ်9000ကျဲ လှတာလေးရတယ်ဆိုလို့ရှိရင်အဲ့ဒါကိုအဲ့ဒီအတိုင်းပြည်ပကံများပေါ်မှာဆွဲမယ်နော်9000ကျပ်ဆွဲမယ်ဆွဲလဲပြီးလဲပြီးတော့အလဲကောင်မှာဖန်ခွက်တစ်ခွက်ထည့်တယ်အဲ့ဖန်ခွက်ထဲမှာတော့ရေအပြည့်ရှိရမယ်နော်အဲ့ထဲမှာကွန်ရွက်ထည့်ရမယ်ကွန်ရွက်တရွက်ထည့်ရမယ်ကွန်ရွက်မှာကိုဖြစ်ချင်တဲ့ဆန္ဒကိုလိုချင်တဲ့အရာတွေစုတောင်းမယ်မကျန်ဘာနေသားသမီးနာမည်ဘယ်သူပေါ့ငွေကြေးအမြန်ဆုံးပြည့်လဲစေရစေပေါ့နော် အဲ့တော့အဲ့တလူဟာမို့ရေးမယ်ကိုစုတောင်းစာကတော့အဲ့ကိုကွန်းရွက်မှာရေးတတ်တယ်လို့ရေးကြိုက်တဲ့ဘာသာနဲ့ရေးနော်အင်္ဂလိပ်လိုပဲရေးရေးမြန်မာလိုပဲရေးရေးကိရင်လိုပဲရေးရှမ်းလိုပဲရေးရခိုင်စာနဲ့ပဲရေးကြိုက်တာနဲ့ရေးဗျာမွန်စာနဲ့ပဲရေးရေးကြိုက်တာနဲ့ရေးနော်ရေးပြီးတော့အဲ့9000ကျဲအဖျားလေးတောင်းလေးမှာတော့ဖျောင်းနိုင်9000ထုံးရမယ် ပြုလုပ်ရမယ့်အချိန်ကတော့ဘယ်နေ့ပဲလုပ်လို့ပြမနေ့ပိုင်းလုပ်နော်အဲ့တော့ငွေကြေးလက်လာပါငါအလိုရှိသောငွေကြေးလက်လာပါတွေအမြန်ဆုံးဝင်ပြီးရပြီတမားလေးကနှာကောင်းနှမြက်တွေကုညီပါစောင့်ရှောက်ပါဆိုပြီးတော့အဲ့တိုင်းပြောမယ်ပြောပြီးတော့အလိုရှိရအောင်ကြာကြာနာနာစုထောင်းမယ်နော်အဲ့ဒီဒီကြားထဲမှာလဲကိုကကောင်းတဲ့စိတ်ကလေးထားမေတ္တာထားမေတ္တာမပြတ်စေဘူးဘု து အပေါ်မှာမေတ္တာမပြတ်စေဘူး ကိုသွားပြီးတော့ချီးလို့ငားလို့မရလဲမေတ္တာမပြည့်နဲ့မေတ္တာထားမယ်တောင်းဝင်ကိုတောင်းဝင်အဲ့တော့ကိုစိတ်ထဲမှာစိတ်နဲ့လည်းကြိုးစားရမယ်နော်ကိုစိတ်ထဲမှာစိတ်နဲ့လည်းကြိုးစားရမယ်ငါပစံနေများအရာငါပစံနေများအရာငါပစံနေများအရာဆိုပြီးတော့ကိုစိတ်ကလူကိုနှစ်ပြီးတော့ကြာကြာမှာဆူတောင်းရမယ်အဲ့ဖျောင်းနိုင်ကုန်ပြီဖြစ် ကြည်ပြီးတော့ဆူတောင်းငါဒီရဲနဲ့စတဲ့ပြီးငွေကြေးတွေနဲ့ပတ်သက်ပြီးအမြန်ဆုံးရပြီးအဆင်ပြေပြီးငါလိုချင်တဲ့ကားလိုင်စင်ကအမြန်ဆုံးရပြီးအဲ့လိုမျိုးဆူတောင်းမယ်နော်အဲ့တော့ဝင်နိုင်ဖို့ပတ်စံတွေအများကြီးဝင်လာပြီးဒီရဲနဲ့စတဲ့ပြီးတော့ငါထီပေါက်တို့ပတ်စံတွေအများကြီးဝင်လာပြီးငါရစရာရှိတော့အကျွေးတွေပြန်ရပြီးအဲ့အဲ့လိုမျိုးကိုရအခက်ခဲကိုကိုအတီဆုံးလေအဲ့ဒီဥစ္စာဘယ်သူမှသိတာမဟုတ်ဘူးဗျာဒီပကံများထဲမှာ ထည့်ထားတဲ့ကွင်းရွက်ကလေးရဲ့ရေရဲ့ဖန်ကွက်ကလေးရဲ့ပကံများတဲ့ပါရေးထားတဲ့6တောင်းကျေလေးရဲ့ဖျောင်းနိုင်ငါးတိုင်းဒါပဲတည်တာအဲ့တော့တမာတူကနှာခေါင်းနဲ့မျက်တည်းကကိုကိုကူညီသွားမှာပေါ့ဗျာနော်အဲ့တော့ကိုကမတရားနားပူအောင်တောင်းပြီးပြီဗျာကူညီဖို့တာဝန်ကသူတို့တာဝန်ပဲတောင်းရမယ့်တာဝန်ကကိုတာဝန်ပဲအဲ့တော့မရမကတောင်းနော်အဲ့တော့ငိုလုံးတဲ့ကလေးကမုံစားရတယ်ဗျအရိုက်တော့နည်းနည်းခံရမှာပေါ့ဗျာနော် အဲ့တော့မိဘစိတ်တိုးတဲ့အချိန်ဆိုရင်တော့နည်းနည်းတော့တမခံမှာပေါ့ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်စားရမှာပဲလေအဲ့တော့တောင်းတောင်းတတ်တဲ့သူကလည်းလောကမှာရတာပဲအခွင့်အခွင့်ရေးဆိုမတောင်းနိုင်တော့မရဘူးเนาะကိုယ်တငယ်ချင်းအပေါင်းအသင်ကိုမိတ်ဆွေကယာလူကြီးကြီးမမကြီးတွေဖြစ်နေတယ်မျက်နာပြရမှာကိုတောင်းဝင်သွားတောင်းရမှာကိုတောင်းဝင်ဟာတငယ်ချင်းလုတ်ပါအောင်ကွာအကူဖြင့်အကူဦးလေးဖြင့်ဦးလေးအာအဖချင်းအဖပေါ့အဲ့ဒါလို့ပြောရမယ်တောင်းဝင်ကိုတောင်းဝင်လေး အာဒီကောင်နဲ့ငါနဲ့ကတငယ်ချင်းအကြောင်းတွေပဲအာဒီကောင်ကငငယ်တော့အိမ်မှာဘလို့ကြွေးဘူးတယ်လို့ဒီကောင်ကအိမ်လာတော့ဘလို့လို့အဲ့ဒါကြီးကို तू ကမသိဘူး तू အလုံးနဲ့ तू ရှုပ်နေတာတောင်းဝမ်းမဲ့တောင်းဝင်ကိုတောင်းဝင်မျက်နှာပြရမဲ့တောင်းဝင်ကိုတောင်းဝင်အဲ့တော့ဖြစ်နိုင်တာကိုတောင်းမဖြစ်နိုင်တာကိုမတောင်းနဲ့ဟုတ်ပြီနော်ကျွန်တော်ပြောတဲ့အထဲမှာဖြစ်နိုင်တဲ့ကိစ္စတွေကြီးပဲမဖြစ်နိုင်တဲ့ကိစ္စလုံးဝမရှိပါဘူးကဲအဲ့တော့ပကံများလေးတစ်ချက်ကိုင်းရွက်ကလေးတစ်ရွက် ကဲစော့ပင်မာဂင်မင်းလေးတချောင်းရင်ရေးလိုက်ရင်အားလုံးအဆင်ပြေသွားပြီလားကဲဒီလောက်ပါပဲကျွန်တော်မိတ်ဆွေများအားလုံးငွေကြေးအတွက်မပူမပင်မတောင်းမတာမကြောက်မကြရပဲပြည့်စုံကုန်လုံးတော့ကိုဖြစ်ပါစီရဲ့လို့ဆန္ဒပြုမေတ္တာပို့ပါရကြကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 350ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ဗီဒီယိုမေးမယ်ရေရာကိစ္စတွေတိုက်မင်းဆွေးနွေးလို့ရပါတယ်ကဲဒီလောက်ပါပဲ 只能没做腰带，腰带普遍大家更为排斥。